အဲ့မှာကျွန်တော် तू อ่ะကျွန်တော်အမေပေါ့အဲ့တော့ကျွန်တော်အမေလို့ခေါ်လိုက်တာလေပြည့်လိုက်တယ်မဟုတ်လားအေးအမေဆိုတာလေကွက်ကွက်ကွင်းကွင်းလေးပေါ့အောင်ဟာပါလိုက်ထည့်ပြီနော်ဟောငငယ်တော့လေကိုလေးနဲ့သမီးနေရာတည်းရုပ်ဆောင်ဟုတ်တယ်အဲ့ကြောင့်ပြောပါလေ तू ငငယ်တော့ကသမီးအခုကြတော့ तू ရွယ်ရောက်လာတော့တော့ကျွန်တော်အမေဖြစ်သွားကျွန်တော်ဒီတိုင်းပဲမပြောင်းသေးဘူးအဲဒီငိုအမျိုးသမီးတယောက်ရောက်လာလိမ့် ဟောဗောနော်ဟွာဆိုတာဒီညဇလန်တွဲလေးမှာစိန်ဆိုတဲ့ character နေပြီးတော့ပါဝင်ပြီးတေးဥဆောင်လာပါဒီညမှာဆန်ကြီးရောကိုကလာပြီးတော့မွေနောက်တဲ့လူတယောက်ပေါ့အဲ့လိုမျိုးပါခုနေတူနာရောဒီကမှာအမြဲတမ်းနေမကောင်းဖျားနေတာမျိုးတယ်နေတာကိုကိုကအဲဒီကမှာအဲ့လိုထူးခြားတာအဲ့လိုပေါ့ကျွန်တော်မလုပ်ဘူးတဲ့ character တွေပြီးတော့ဒါကျွန်တော်အရင်တော့ဆိုတကယ်ကျွန်တော်တမီး အရွယ်လေးတွေပေါ့အဲသူတို့တွေနဲ့မနှဲငယ်အောင်လုပ်ပြီးတော့ကြိုးစားရတာပေါ့ကိုကိုရငယ်လုံးပါနော်ကျေးဇူးပါဟုတ်တယ်အရန်ငယ်ငယ်တော့လည်းသူချောပါတယ်ကြီးလာတော့လည်းချောပါတယ်အဲအရေးတဲ့စင်းတဲ့ခံရေးတဲ့စင်းတဲ့ခံလေခုနအဲ့အမတ်တရားဟောစရေးအဲ့စင်းရမှာအရန်ကြောက်တာဟုတ်တယ်ဆိုတော့ခိုးတာအဲ့ဟိုအမကျွန်တော်လည်းကျွန်တော်လည်းသူ့ရဲ့ညီမလေးတိတ်မကြောက်နိုင်ဘူးလို့ဘာဖြစ်လဲတဲ့အကူကရေမကူးတော့ ။အဲ့လေညဘက်ကြီးအဲ့ရိုက်စတက်လာ။ဘာလို့ခေါ်လဲအောက်ကရှိရဟာတွေကရှော့နေတာရှော့နေတာ။မိုက်နင်းလိုက်တာနဲ့ဝင်ဝင်သွားတာခြေတော့ခြေတော့ဒူးရောင်းောက်တိဝင်ဝင်သွားတယ်။နက်နက်သွားတာ။နက်နက်သွားတာလေ။အမှန်ရောမလို့စင်းတာတနေလေး။အမှန်အဲ့လိုနက်သွား။ရိုက်ရိုက်နဲ့နက်သွား။နက်သွားတာကြောက်တာရိုက်တဲ့ခြေုံနဲ့မေုံနဲ့မရယ်ဆန်းနာကွာတနာကြီးလေးကြောက်တာပေါ့သိရမလား။အဲ့ဒါကျွန်တော်အမေလို့ခေါ်တာကိုအမတ်တရားပေါ့။ဒီလိုကြောက်သွားတယ်။ဘာဆိုတော့အမေလို့လို့ပါလို့။အေး အဲ့တော့လှုပ်ရဆန်းကြအဲဆက်ကအဲ့လိုမျိုးနည်းနည်းဟုတ်ရိုက်ဖူးတဲ့ character မဟုတ်ဘူးပေါ့နော် CVS ကအပိုင်း30လေးပါတယ်လေအပိုင်း30နောက်ပြီးတော့ဒီကားမှာပါတဲ့အတ္တတွေတန်းကသူ့ရဲ့ character နဲ့တူသွားအဲ့လိုဟိုပါပေါ့နော်သူ့ဟာအတူဟိုဟာဖြစ်တာပေါ့နော်နေရာနေရာအကုန်လုံးဟိုလောက်ွက်တွေအကုန်လုံးရှိကြရပေါ့ပါဆိုပြောချင်တာလေအဲကိုနေထူးနိုင်ဆိုလဲအမေဒါမဲ့ကိုနေထူးနိုင်ဒီကားမှာဆိုရင်ဟိုလိုမြင်နေကြပုံစံမျိုးမဟုတ်တဲ့ အဲ့အဝမျိုးမြင်ရမှာဖလော်ရီဒါမျိုးမြင်ရမှာပေါ့နော်ပရိသတ်အတွက်အာရတတစ်ခုဖြစ်တာပေါ့ဝါဇွန်လဲဒီတိုင်းမှာပဲဝါဇွန်လဲဒီကမှာအဲ့လိုထူးဆန်းတယ်ဟုတ်ထူးဆန်းတာအဲ့လိုထူးဆန်းတဲ့ character မျိုးမဟုတ်လို့လဲဝါဇွန်လက်ခံပြီးရဖြစ်တာပါ ကတော့နော်ကတော့နော်အဖေကြီးကတော့နော်လို့ပြောနေရရရှင်းနေဟောသူကဟိုဇလန်းကိုဟောသူပြပြလိုက်ရေတိတော့မှဆိုလို့လေအဲ့လိုဟောသူကရှင်းခေတော့နောက်ခေတော့ဟာဟာဘာကြောင့်ရှင်းလို့ခေါ်ရဲအကြောင်းကြီးအောင်ရှိရအောင်ဟာအကြောင်းကျွန်တော်ဘာကြောင့်အမေလို့ခေါ်ရလဲအကြောင်းရင်းရှိတာပေါ့နော်ရေခန့်ဆုံးပဲသူအဲ့လိုခေါ်တဲ့အချိန်မှာသူလက်ဝတ်တော်တော်ဆင်းအမေဆိုတော့ဟောပြောပါဦးတေး ကိုနဲ့ရလေအဲ့လိုမစုံမြတ်တော့တာရမ်းကြပြီအဲ့လိုငငယ်တော့အခီးရတူသွားတယ်အဲ့လိုကားရိုက်တွေဟိုဆိုဗီဒီယိုခစ်ကပေါ့နော်ကားရိုက်တွေအများကြီးပဲရိုက်ခင်းရတယ်နောက်ဒီကားမှာပထမဆုံးပြန်ဆုံးရတာဟိုဆိုဟိုပေါ့နော်အရွယ်ရောက်လာတဲ့အချိန်မင်းသမီးစာရိုက်တဲ့အချိန်မှာဒါပထမဆုံးပြန်ဆုံးတာပေါ့အပြင်မှာတော့နောက်နေတာပေါ့တစ်ချိန်တော့ အမွေးတဲ့ကြီးနဲ့တကားလုံးရိုက်ရတာလေအခုချမ်းနေပြီလားအရင်ချိုးရတဲ့တချို့ဆိုရင်မင်းမျိုးပါရိုက်နေရလားမတော်လားမေးကြတယ်ဒီမှာတကယ်တော့ရန်ကုန်ထဲမှာပဲရိုက်တယ်ဘလောက်ပူလဲဆိုတော့တွေ့တာရှိတော့အာဒါပေမဲ့လည်းကာရိုက်တာဝင်အောင်တော့အကျိုးသားပါတယ်တစ်ခါတလေကရိုက်တာလူးဖြစ်တဲ့နေရာမှာလည်းဒါရိုက်တာလှန်လှန်ပြီးတော့သတိပေးတယ်အဲအဲ့တွေ့အဲကရိုက်တာမလွတ်သွားအောင်เนาะအဲမြန်မာတော့တေချာကိုယူဆိုင်ပြီးတော့အဲပြုတ်ဆိုင်ပါပါတယ် ော်ဝိုင်းရင်တရုတ်ဆောင်ပဲဆိုပေမဲ့လည်းအခက်အခဲကတော့ရှိတာပဲဗျာ။ဘာလို့ဆိုတော့ကျွန်တော်တို့ကဘလောက်ပဲကားတွေများရဲ့ရဲ့မတူညီတဲ့ကာရိုက်တာတွေမှာလိလာနေရဆဲပဲ။အခုခေတ်ကြီးလည်းလိလာနေရတယ်။နောက်လည်းလိလာနေအောင်မှာတရုတ်ဆောင်ပညာရဲ့ဆိုတာအပြီးဆုံးသွားတာမဟုတ်ဘူး။ဘလောက်ပဲဝါရီရှင်းနေလို့ဆိုရင်ကိုမလုပ်ဘူးတဲ့ကာရိုက်တာမှာတော့အမြဲတမ်းတင်ယူလိလာနေရတာပါပဲခင်ဗျ။သူကဒီကားကတော့အဓိကကသူနဲ့အလိုက်ဆုံးပါ။အော်သူဒီ မြတ်မဟာဆန်ကြီးမှာစလာကလေးကကျွန်တော်ကြည့်လိုက်တယ်အိုက်ခမ်းရိုက်ကလေးကဩသူကရိုက်တာမိတယ်ပေါ့နော်သူတော်တော်ကိုသူကြိုးစားပြည့်စုံလာပါတယ်အာဟိုဘောစိန်ရဲ့ကရိုက်တာသူမှလည်းစိန်ကဒီမြတ်မဟာဆန်ကြီးကိုဘာကြောင့်ရောက်လာရဲဆိုတော့ဇလန်းကရှိပြီးသားဆိုတော့လေပြိတ္တကြီးရဲ့အချိန်ကြရင်တော့သိမှာပေါ့အာဝါဆိုပြောပြလိုက်လို့ရှိရေဟိုဟာအကုန်လုံးတည်သွားမှဆိုလို့မပြောတော့ပါတော့။အဲ့မဲ့တကားလုံးကမိုးစရာတွေကြီးပဲအကုန်လုံး။ကိုနေထူးနိုင်ရဲ့နောက်ငယ်လေးဝန်းဝန်းလေး နည်းနည်းအေဂျင့်နဲ့သူတို့နှစ်ယောက်ပဲကျွန်တော်တို့ကအကောင်အလောင်းလေးကြီးပဲကျွန်တော်တို့ Canon Plus မြန်မာခြံရံနေပြီးတော့6လပိုင်း16ရက်နေစပြမှာပါအခုလိုပြသတဲ့အချိန်မှာလည်းဒီ channel ပေါ့ပြသတဲ့မူရင်း channel တွေကပဲကျွန်တော်တို့ကိုအားပေးကြည့်ရှုပေးပါ။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မူရင်း channel တွေကိုကြည့်ရှုမှဒီမူရင်း channel တွေကဝင်ငွေရမှကျွန်တော်လူပညာရှင်တွေကထပ်ပြီးတော့ဒီထက်ကောင်းတဲ့ကားတွေ ဖန်တီးပြီးတော့ပြသလို့ရမှာပါအဲ့အတွက်ကျွန်တော်တို့ငွေရင်း channel ကိုပဲအဓိကထားပြီးတော့အကြည့်ရှုပေးပါလို့အဲကျွန်တော်ဒီနေရာနေပြောပြရစီဟုတ်ဆိုလဲဟောဒီဒီညဇလန်တွဲဘောနော်အကောင်တော့အပညာရှင်ကြီးကိုမောင်မားရယ်လဲအကောင်ဆုံးစူးစားပြီးတော့ရည်ကူးထားပါရယ်နောက်ပြီးတော့ပြည်သက်တဲ့အနေနဲ့လဲအချင်းကြီးကဇလန်မျိုးမဟုတ်ဘယ်နဲ့ရတအစိုးဒီတကားထဲမှာကြည့်ရမယ်လို့ဟောဆိုက ြောချင်ပါတယ်အဲ့တော့ကြောင့်အားပေးကြပါလို့ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်